အချိုက်ဆုံးရေမွေး၅ခုဆိုရင်ဘောဘယ်ဟာရှိလဲမသိဘူးပေါ့နော်။ Okay. ပထမအုပ်ဆုံးတစ်ခုက Aaron Terrence Hughes ရဲ့ဒီ Daddy လို့ခေါ်တယ်။ရေမွေး brand ပိုင်ရှင်ကအရန်တော်တာပေါ့နော်။ UK ကရေမွေးဖန်တီးရတူလို့လည်းပြောလို့ရရေမွေး reviewer လို့လည်းပြောလို့ရ။သူက autism လည်းရှိရဆိုတော့ဟိုထုဆန်းတယ်ပေါ့နော်။သူပုံစံပြီးတော့ဆရာသမားကလို့ရေမွေးတစ်ခုခုကိုဆက်လိုက်ပြီဆိုတော့အဲ့ရေမွေးမှာတုံးထားတဲ့ chemical တွေပါတယ်။သူကအကုန်သိ။ကျွန်တော်လည်းတစ်ချက် trying ကြည့်ရမှတယ်ပေါ့နော်။အဲဆိုရင် ် UK ကပဲဆိုတော့ဒါကတော့ daddy လို့ခေါ်တယ်ခက်ဆွီဖြစ်ဖြစ်ဝူဒီဖြစ်ဖြစ်နဲ့အကို euro state တယ်ဆိုရင်တော့တော်တော်လေးသဘောကျတာဒုတိယတစ်ခုကကျတော့ဒီ middle eastern brand ဘက်ကပေါ့နော်သူကတော့ amwash brand ရဲ့ဒီ reflection လို့ခေါ်တယ်ဒါကျွန်တော်ရဲ့ signature scent ကြီးတွေမှာတစ်ခုပါတယ်ပေါ့နော်ဆိုတော့သူကကျတော့ jasmine နဲ့အောင်တုံးတာတန်အနဲ့ဆန်ဆန်ဖြစ်အောင်လုပ်ထားပြီးပေါ့ lavender ပေါင်းတာပေါ့နော်ဆိုတော့ gentleman တော်ဆန်နောက်တစ်ခုက truck ထားတာတော့တိတ်မကြသေးဘူးသူကတော့ france ကပေါ့နော် mark country barrow လို့ခေါ်တယ် က်ဂန်နမီရဲ့ရေမွေးနာမည်ကတော့ခရှိအရင်ပြီးတယ်လို့ခန်းစားရတယ်။ Blade Runner တို့ဘာလို့ကြည်လိုက်လို့ရှိရင်အဲ့ထဲက character တွေစွန့်မဲ့အနံ့လိုမျိုးအဲ့လိုမျိုးကျွန်တော်ကခန်းစားရတယ်။ဆိုတော့ရေမွေးမှာလို့တန်အနံ့ကြီးတန်အနံ့အောင်မှာစိတ်ဝင်စားဖို့ကောင်းတယ် fresh ဖြစ်တယ်ပေါ့နော်။နောက်ဆုံးနှစ်ခုရှိရပထမတစ်ခုက Fragrance to Boa လို့ခေါ်တယ်။ Oud အနံ့နေပါလေအခုရင်းနှီးလာတာမသိဘူး။ Tomfort Oud တို့ပါတော့။ရင်းနှီးရင်းနှီး Tomfort Oud ကိုမှဒီကောင်ပူပြီးတော့ rich ဖြစ်တဲ့ version ပေါ့နော်။နောက်တစ်ခုကတော့အခု ဟိုဖြစ်နိုင်မယ်ဆိုရင်ဒီ Valentin Arcade ကိုသွားပြီးဆန်းစီခြင်းလေ Valentin Arcade မှာဒီ Roger Parfum ဆိုတာရှိတယ်။ဒါကတော့ကျွန်တော်ရဲ့ signature ဆန်းနေတယ်က Amber Wood ဆိုတဲ့ဟာသူတို့ရဲ့ bestseller လို့လည်းပြောလို့ရတယ်။ကျွန်တော်လည်းအရင်ချိန်။အဲ Valentin Arcade အကိုရောက်သွားပြီဆိုရင်အဲ Roger Brand ဆန်းစီကျွန်တော်ရဲ့သူ့လေးကအခု UK ရောက်နေပါတော့နော်။အတော်လေရေမွေး crazy ပေါ့နော်။သူနဲ့လန်ဒန်သွားပြီဆိုရင်ရေမွေးပဲတော့ဆန်တာအများတန်း။ဒီနေ့တောင်မှပေါ့နော်။ကျွန်တော်လက်ထက်မှာဆန်ထားရဲ့ရေမွေး15ခုလောက်ရှိရဲ့ပေါ့နော်။ နိုင်ငံခြားမှာနေရအဲ့ဒါတခုကောင်းတာပေါ့နော်ကိုရီမွေးကြိုက်လောက်သွားဆန်းလို့ရတယ်ပေါ့နော်မြန်မာနိုင်ငံမှာကျတော့ကိုစန်းချင်တဲ့ရီမွေးတွေအောင်စန်းဖို့မလွယ်ဘူးပေါ့နော်